ာပါရှင်ကျမကတော့ဒီဂျူလိုင်းမှာ DBB ရုပ်မြင်သံကြားရဲ့မနက်၈နာရီသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားစားသတင်းတွေကိုလည်းရှုသားကြမှာဖြစ်ပါရဲ့ရှင်အမေရိကန်ဟာကမ္ဘာအစိုးရမဟုတ်ကြောင်းနဲ့မြန်မာနိုင်ငံငလင်ပေးကူညီထောက်ပံ့ဖို့အိန္ဒိယနဲ့တရုတ်တို့လိုချမ်းသာတဲ့နိုင်ငံတွေကပုံမှန်ကူညီပေးရမယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုကပြောကြားလိုက်ပါတယ် လူသားချင်းစာနာမှုကူညီရည်နဲ့ပတ်သက်ပြီးအမေရိကန်ရဲ့ရည်တည်ချက်ကိုအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီယိုကနေတိုးစစ်မဟာမိတ်အဖွဲ့ဌာနချုပ်ရှိရာဘယ်ဂျီယံနိုင်ငံဘရက်ဆဲမြို့မှာပြောသွားတာပါအမေရိကန်အနေနဲ့အကူအညီတွေပေးသွားမှာဖြစ်တယ်။ဒါပေမဲ့တခြားလိုအပ်တာတွေလည်းရှိသေးလို့မျက်မျက်တတလုပ်ရမယ်။မြန်မာနိုင်ငံမှာစစ်တပ်အုပ်ချုပ်နေရကြောင်းအကူအညီကယ်ဆယ်ရေးလုပ်ရမှာအတားအဆီးတွေရှိနေတယ်လို့လည်းဝန်ကြီးမာကိုရူဗီအိုကပြောပါရတယ်။ ။ဒါပြင်တရုတ်နဲ့အိန္ဒိယဟာလည်းချမ်းသာတဲ့နိုင်ငံတွေဖြစ်တဲ့အဲဒီမှာအကူအညီတောင်းတင်နေကမ္ဘာလူသားချင်းစာနာမှုအကူအညီရဲ့60နဲ့80ရာခိုင်နှုန်းလောက်ကိုအမေရိကကဆက်ပြီးထမ်းတာဖို့မျှော်လင့်တာဟာမျှတမှုမရှိဘူးလို့လည်းပြောကြားခဲ့ပါတယ်ရှင်။ငလင်ဘေးဒဏ်သင့်ဒေသတွေကပြည်သူတွေကိုစနစ်တကျအကူအညီပေးဖို့လိုအပ်နေတယ်လို့ပြည်လဲထူထောင်ရေးအတွက်လည်းစဉ်းစားပြီးကူညီမှုတွေလှုံ့ဆော်တင်တယ်လို့လူမှုကူညီရေးဆောင်ရွက်သူတွေကပြောဆိုကြပါတယ်။ဒီအကြောင်းကိုတော့မြတ်သက်စင်ကပေးပို့ထားပါတယ်ရှင်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလျင်ကြောင့်စကိုင်းကအထိနာဆုံးဖြစ်ခဲ့ပြီးတော့မန္တလေးနေပြည်တော်တောင်ငူပဲခူးအင်းလီအောင်မန်းစတဲ့နေရာတော်တော်များများမှာလည်းထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့အကူအညီတွေလည်းများစွာလိုအပ်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့ငလျင်ဘေးဒဏ်သင့်တဲ့သူတွေကို အကူအညီတွေပေးနေကြတာတွေရှိနေပေမဲ့တကယ်ထိရောက်တဲ့အကူအညီမျိုးဖြစ်ဖို့လိုတယ်လို့လည်းကြေကြေလောင်လောင်ပြောလာကြပါတယ်။ စနစ်တကျကူညီမှုမျိုးတွေဘလို့လုံးတင်လဲဆိုတာကိုမြေပြင်မှာပရဟိတအလုပ်တွေလှုပ်ဆောင်နေတဲ့ကိုသင်းကပြောပြခဲ့ပါတယ်။ဝေးရလာတဲ့လူတွေကစံတော်ဝါးဝါးနဲ့ဟိုလိုက်ကူညီဒီလိုက်ကူညီကအမထီရောက်နိုင်ဘူးထီရောက်တဲ့လားမထီရောက်နိုင်ဘူးပေါ့နော်။ဒါကြောင့်မလို့အရေးကြီးလို့တာဒေတာကိုအခြေပြုတဲ့အဟိုဒေတာအကြောင်းကောင်းကောင်းသိတဲ့ဒေတာခံ ကျေးရောင်ကြီးဆောင်ရွက်တဲ့လူတွေနေနဲ့အမြန်ဆုံးအကူအညီလက်ခံတဲ့စင်တာတွေသူတို့ကနေလှုပ်ပြီးတော့အဲ့ရနေအစဉ်ဖြန့်ဖြူးခြင်းစီစဉ်ဆောင်ရွက်ခြင်းကပိုကောင်းနေပါတော့။ဒါပေမဲ့ဒီမှာတခုစိုးရင်စရာကောင်းတာကအဲဒေတာအာနာပိုင်းလို့ပြောရဲဆိုတဲ့လူတွေထဲမှာဒီစအုပ်စုကလူတွေလည်းပါတယ်ပါတာဖြစ်တယ်လို့ကောင်းမလို့သူတို့စီကနေအကျင့်ပြက်လက်စားတာတွေခြားစားတာတွေအဲဘုံတာတွေဒီပြဿနာတွေတော့ရှိနိုင်နေပါတော့။ဒါကြောင့်မလို့စစ်မှန်တဲ့ဒီဒီဒေတာအခြေပြုတဲ့ပရဟိတအဖွဲ့တွေက အဥဆောင်ပြီးတော့အဝေးရလာတဲ့နေရာသူတို့နဲ့ပေါင်းလို့တင်တယ်လို့ထင်တယ်။မန္တလေးမြို့ကတိတ်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုကုညီရှာဖွေပေးနေတဲ့လူမှုကူညီရေးအသင်းတစ်ခုကတာဝန်ရှိသူတဦးကလက်ရှိမှာတော့အိုးမဲအိမ်မဲဖြစ်သွားပြီးလမ်းတွေပေါ်ကအသက်ရှင်ကျန်ရစ်သူတွေကိုကူညီရေးကနံပါတ်1ဦးစားပေးဖြစ်သွားပြီလို့ဆိုပါတယ်။အခုလမတက်ကျွန်တော်တို့လောက်ရမယ့်လောက်ကအိုးမဲအိမ်မဲနဲ့လမ်းနေပေါ်မှာတိုက်တွေပေါ်မှာမနေရတဲ့လမ်းမောင်းနေတဲ့အသက်ရှင်နေရှိတဲ့လူတွေကိုကယ်ဆယ်ရေးဆိုတာက တကယ်တည်းလုံးဝနမတိဖြစ်သွားပြီ။ဘာလို့လဲ။ဓာတ်ပေါ်လေးဆိုတာကသူဖြူပါလေ။သူ့ဟလာအမြန်ပေါ်လို့ရတာနဲ့အလေးပေါ်လို့ရတာပဲ။ကျိုးရည်ဆိုကျွန်တော်တို့ဓာတ်ပေါ်လေးတွေကိုမတက်တာလို့လက်လက်ဆောင်လိုက်ရတာကြီး။ဘာလို့လဲ။အမြင်တော်များတဲ့အောက်ထဲမှာရောက်နေလေ။ကျွန်တော်ကလေးတွေကိုကျွန်တော်တွူးတာကိုဖွင့်လိုက်ပြီ။လည်းလည်းသူဆိုတော့ကျွန်တော်ကတွူးခင်ပေးတယ်။လည်းလည်းသူတောင်းမှကျိုးရည်ခဲရခဲစစ်တွေပါတယ်။အဲ့ဒီခါကျတော့အဲပထမလို့ဖြစ်လာမှာကကျွန်တော်ဟိုဝမ်းပြက်ဝမ်းလျှော်ယောဂါတွေစလာတယ်။ ီးတော့ကြတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေပါလာမယ်ပြီးတော့ရားရံနဲ့ကိုယ်လက်ရားရံနဲ့ဓာရီကဖြစ်လာမယ်ပေါ့နော်ငလင်တန်တဲ့ပြည်သူတွေအတွက် လက်တလုံးလိုအပ်တဲ့အလှမျိုးကိုသာမကရေရှည်ကိုကြည့်တဲ့အကူအညီတွေကိုလည်းပေးဖို့လိုအပ်တယ်လို့ပြည်လဲထူထောင်ရေးအတွက်လည်းစဉ်းစားပြီးကူညီမှုတွေလှုပ်ဆောင်တဲ့လို့လည်းလူမှုကူညီရေးဆောင်ရွက်သူတွေကဆိုကြပါဗျ။ကျွန်တော်တို့မြန်မာပြည်ထောင်အဖွဲ့တွေကမြေယိုးဖလားလှူတဲ့တန်းနဲ့ ပြန်နေမှတ်တမ်းတင်နေဒီအဆင့်ကနေကျွန်တော်တို့တက်ဖို့လိုပါပြီပေါ့နော်။ဒါဆိုတော့ဒီငလင်ရဲ့နောက်ဆက်တွဲလုပ်ငန်းတွေကိုကုညီရတဲ့နေရာမှာကျွန်တော်တို့ကနော်အလူအုပ်ကြီးကိုစံဝေစီဝေဒါထက်စားလို့ရှင်ရေရှည်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေပြန်အဆင်ပြေဖို့ဘယ်လိုကူရမလဲပေါ့နော်။ပြီးတော့ဒီခိခိုက်နာကျင်သူတွေရဲ့စိတ်ဓာတ်ရာလေလူဓာတ်ရာတွေတတ်တာအောင်ဘယ်လိုကူရမလဲဆိုတဲ့အဆင့်အထိကိုကျွန်တော်တို့ကမြင်အောင်ကြည့်ပြီးတော့ကူဖို့လိုသလိုအလှူရှင်းရတဲ့ဒီလိုနေရာမျိုးတွေမှာအဲလှူစင်းနေပေါ့နော်။ ဒါမှမဟုတ်ခုတော့ရှိတယ်အဲဒီစေအုပ်စုကဒီကြီးစိုးအုပ်စုနေတဲ့ကြီးကတော့ဒီပြန်လဲထူထောင်ရေး effort တွေအကုန်လုံးဟာဘလို့မှအောင်မြင်စရာမရှိဘူးပေါ့နော်ဒါကြောင့်ပြန်လဲထူထောင်ရေးလို့ပြောလိုက်လို့ရှိရင်ဟောဒီဒီစေအုပ်စုကိုတော်လိုင်းရေးဘက်ကနေအပီးတိုင်ဖယ်ရှားရေးကပြန်လဲထူထောင်ရေးအတွက်အရေးကြီးတဲ့ factor တစ်ခုဖြစ်ပါတယ်နိုင်ငံပေါင်း24နိုင်ငံက မြန်မာနိုင်ငံငလျင်အတွက်လှူဒန်းထားတဲ့အလှူငွေဒေါ်လာတန်းချီရရှိထားတဲ့စစ်ကောင်စီကငလျင်တန်းကြောင့်ထိခိုက်သေးဆုံးသူတွေကိုတရုတ်ကမြန်မာကျပ်ငွေ10သိန်းကျပ်ထောက်ပံ့ပေးသွားမယ်လို့ဧပြီ9ရက်ကနေပြည်တော်အစိုးရဖွဲ့ရုံးမှပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။ DVB data တင်းကကောက်ယူစုဆောင်းထားတဲ့စည်ရင်းတွေအရာဧပြီလ6ရက်မြန်မာစံတော်ချိန်နေ့လယ်တနာရီအထိစုစုပေါင်းသေဆုံးသူ၄၂၁၂ယောက် ထိခိုက်ဒဏ်ရာရရှိသူ6588ယောက်နဲ့ပျောက်ဆုံးနေသူ448ယောက်ရှိသွားပြီလည်းဖြစ်ပါတယ်။ကျမမြတ်သစင်ပါရှင်။အရခတ်တတော်အေးထိန်းချုပ်ထားတဲ့ခိုင်ပြည်နယ်ရှိ14မြို့နယ်မှာတကြံကာလတွင်ပြည်သူတွေလိုင်းနာရမယ့်စီကံ669 ULAA ကထုတ်ပြန်လိုက်ပါတယ်။ ဧပြီလ3ရက်နေ့ရက်စွဲနဲ့ ULAA ထုတ်ပြန်လိုက်တဲ့စီကန်6ချက်မှာလူတွေများကြီးတင်ဆောင်လာတဲ့ကားတွေနဲ့မြို့ပေါ်လှည့်ပတ်တာရေကစားတာမပြုလို့ရတမျိုးနဲ့တမျိုးတရွာနဲ့တရွာကားတွေနဲ့ကားခုံလှည့်ပတ်သွားလာပြီးရေကစားတာမပြုလို့ရဖို့ပါဝင်ပါတယ် ဒါအပြင်လူစုလူဝေးဖြစ်စေတဲ့တကြံမန်တက်ဆောက်ပြီးရေကစားတာမပြုလို့ရရှိုးပွဲကျင်းပတာမပြုလို့ရဘုံကြီးကျောင်းတွေမှာဥပုပ်တီလာစောက်တီတာအလူတန်းပြုလုပ်တာတွေလူစုလူဝေးနဲ့မပြုလို့ရလူမှုပတ်ဝန်းကျင်ကိုအတန်အပြစ်မှုတွေနဲ့အနှောက်အယှက်ဖြစ်စေတဲ့လုပ်ရက်တွေကိုမပြုလို့ရစတဲ့အချက်တွေပါဝင်ပါတယ်။အဲ့ဒီစီကံချက်တွေကိုလိုက်နာမှုရှိမဖြစ်ရှိသက်ဆိုင်ရာတာဝန်ရှိသူတွေကစောင့်ကြည့်စက်မှတ်ပေးသွားမယ်လို့ထုတ်ပြန်ချက်တွေမှာပါရှိပါတယ်ရှင်။ ငလင်တန်ကျောက်စာနာစိမ့်နဲ့ပြည့်ရက်ကြောင်းကြေညာထားတဲ့စစ်ကောင်စီတပ်က AR တိုင်းအပူတော်မြို့နယ်ကကြေးရွာတွေမှာတက်ဆွဲကစစ်ကြောင်းထုနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မပူတော်မြို့နယ်ကကွန်ဂျီကျွန်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ဗုတ်ပင်စိမ့်နဲ့ကြောက်ချောင်းကြေးရွာတွေမှာဧပြီလ၄ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်ကတက်ဆွဲကစစ်ကြောင်းထုနေတာလို့ဆိုပါရယ်။စစ်ကောင်စီတပ်သားတွေရောက်လာတာ၄ရက်နေ့ကလေးကဖြစ်ပြီးကွန်ဂျီကျွန်းဘက်ကိုစစ်ကြောင်းထုနေတာလို့မပူတော်ဒေသခံတယောက်ကပြောပါရယ်။ စစ်ကောင်စီတပ်ကကောင်းကြီးကျွန်းနဲ့အနီးတစ်ဝိုက်မှာတက်ဆွဲထားပြီးပင်လယ်အတွင်းကုန်သွယ်သွားလာနေတဲ့လေတွေကိုဖမ်းဆီးပြီးငွေညစ်တာနဲ့ရန်တမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ဆိုပါရယ်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကဒီပြလ၄ရက်နေမှာဂွမ်ဂျီကျွန်းကြီးကရေလောက်သား၃ယောက်ကိုအာရခတက်တော် A ရဲ့တပ်သားတွေလို့ဆွဆွဲကဖမ်းဆီးထားတယ်လို့သိရပါရဲ့ရှင်။ မြောက်ရီမျိုးကတရုတ်နိုင်ငံသားကြားဖြန့်ငွေလိန်ကိုင်းဝန်ထမ်း388ဦးကိုထိုင်းနိုင်ငံမဲဆောက်ဖက်ချန်စီဧပြီလ3ရက်နေ့ကလွှဲပြောင်းပေးလိုက်ပါတယ်။မောက်တူးသတင်းပေးပို့ထားပါတယ်ရှင်။ချစ်တစ်ခွန်းနေပြီးတော့ဆယ်ယောက်လုပေးအောင်။ချစ်တစ်ခွန်းနေဆယ်ယောက်။ဟုတ်ကဲ့ပါ။တရုတ်နိုင်ငံသားကြားဖြန့်ဝန်ထမ်း388ဦးကိုမြောက်ရီမှာ BGF တပ်ကနေထိမ့်သိမ်းထားရကဧပြီလ3ရက်နေ့မှာမဲဆောက်ဖက်ချန်ကိုလွှဲပြောင်းပေးပြီးလေရင်နဲ့တရုတ်ပြည် ပြန်ပို့လိုက်တာပါဒါပေမဲ့လက်ကျန်ထိမ့်သိမ့်ထားစေသူတွေကတော့အခက်အခဲတချို့ရှိနေပါတယ်ဒီနောက်ပိုင်းမှာတော့အကြီးမားတော့ဟိုစိတ်ကွန်ဘူးတော့အသိမရှိတော့ဘူးပေါ့နော်လူကနည်းနည်းနည်းလာဆိုတော့အဲဒါမဲ့ဟိုဒီမော့ဟိုဒီကထပ်ပြီးတော့ထားထားတဲ့လူတွေအတွက်ကတော့ရာဒီဥတုပူတာတို့ဟိုသူတို့အတွက်ကတော့ကိုကြီးစားမိတာပေါ့တို့တော့ဒါပေမဲ့ကျွန်တော်တို့လှုပ်ရှားရှိတဲ့လောက်ကတော့အဲကျွန်တော်တို့ဆက်ပြီးတော့လှုပ်သွားအောင်မယ်လှုပ်သွားအောင်မယ် အခုလိုကရင်ပြည်နယ်နယ်စပ်မှာကြားဖြန့်လုပ်ငန်းတွေများပြားနေတဲ့အပေါ်အာဏာသိမ်းစစ်ကောင်စီရဲ့တာဝန်ဖြစ်တယ်လို့ပြောဆိုနေကြသူတွေလည်းရှိနေတာပါဟိုကျွန်တော်တိုင်းပြည်မှာဒီလိုဘလို့ခေါ်မလဲဒီလောင်ကစားဝိုင်းနေနော်ဟိုမဟုတ်ကဟုတ်ကစီဝိုင်းဓာတ်တွေကိုလာလုတ်တယ်ဆိုကြတဲ့ကအဲ့ဒါမလုတ်တဲ့တဲ့ကိစ္စဖြစ်တယ်တားမယ်ဆိုအဲ့ဒီကတားကြဖြစ်တယ်လို့ကျွန်တော်ဉာဏ်နာနားလည်တယ် တို့လာလုပ်တဲ့ကိစ္စကိုအတော်တကူခွင့်ပြုထားတယ်ကျွန်တော်နိုင်ငံကဟိုတော်တော်အသုံးမကျတယ်ပေါ့ဗျာနော်စစ်တပ်နဲ့အစိုးရနဲ့ထိပ်ပိုင်းကောင်းဆောင်တွေနဲ့ပေါင်းပြီးတော့ဟိုကလိန်စာတရားလိန်စာအဲ့ဒါတွေတို့တော့လျှောက်တို့လုပ်နေရပဲဖြစ်တယ်နော်အဲ့ဒီကိစ္စကတကယ်တမ်းပြောမယ်ဆိုရင်သက်ဆိုင်ရာအစိုးရတွေမှာအကြီးအကျယ်တာဝန်ရှိရဲ့လို့ကျွန်တော်နေတော့ကျွန်တော်ပြောချင်ပါတယ်ဗျာအာရောရာရောအားနဲ့ငါတို့ဒီစီတော့ဘိုက်တလုံးပါ ။အာနာသိန်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရဂျားဖြန်ဝန်ထမ်း8284ဦးကိုဖမ်းမိထားပြီး6689ဦးပြန်ပို့ပြီးဖြစ်တာကြောင့်1659ဦးထိမ့်သိမ်းထားစေလို့သိရပါတယ်ခင်ဗျာ။ကျွန်တော် မောင်တူပါ ာရီတိုင်းကျွန်းစုမြို့နယ်မတနက်ကျေးရွာအုပ်စုကမြချောင်းတွေမှာစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားလာတဲ့အတွက်ညနေ6နာရီကနေမနက်6နာရီအချိန်ထိပြည်သူတွေမသွားလာကြဖို့ကိုကျွန်းစုပကပဖွဲ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကကြီးတက်ရေတန်းနဲ့ပြူစောတိဖွဲ့တွေအုံပြုပြီးစစ်ရေးလှုပ်ရှားသွားလာနေတဲ့နေရာတွေဖြစ်တဲ့တန်ပြဗနနဲမြချောင်းရှော့တောမော်မန်းကြီးမြချောင်းနဲ့ဝင်းတောင်ရှမ်းပုံမြချောင်းတွေတလျှောက်မှာစစ်သည်မော်ရယ်နဲ့စစ်ကြောင်းတို့သွားလာနေတာလို့ဆိုပါတယ် ကျွန်းစုမြို့နယ်ကမြချောင်းတွေမှာအရင်ကစစ်သည်မော၂စီးလောက်သာတွာလာနေပေမဲ့အခုခါမှာတော့စစ်ကောင်စီတပ်ဖက်ကစစ်သည်မော၅စီးလောက်ထိပိုသုံးပြလာတယ်လို့ကျွန်းစုမြို့နယ်ပကဖရဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်ဒေသခံပြည်သူတွေအနေနဲ့စာထုတ်ပြန်တဲ့နေ့ကစပြီးအသည့်ပေးစာတစုံတရာမထုတ်ပြန်သေးသည့်အတိတတ်မှတ်ထားတဲ့အချိန်မှာဖြတ်တန်းမတွာလာကြဘို့ကျွန်းစုပကဖကပြောဆိုထားပါရယ်ရှင် ိန္ဒိယဝန်ကြီးချုပ်နရင်တာမိုဒီကိုသီရိလင်္ကာသမ္မတအနူရာကုမာရာဒစ်စနာရာဂီကဂုံပြူတက်ဖွဲ့နဲ့ကြိုဆိုခဲ့ပြီးဧပြီလ9ရက်နေ့မှာကိုလံပိုမြို့လွတ်လပ်ရေးရင်းမြစ်မှာတနက်20ချက်ပြစ်ပေါက်လေးပြုခဲ့ပါတယ်ဧပြီလ၄ရက်နေ့ညနေမှာရောက်လာတဲ့မိုဒီဟာစက်တင်ဘာလမှာစတင်တာဝန်ထမ်းဆောင်တဲ့သီးလင်္ကာသမရကလက်ခံကြိုဆိုတဲ့ပထမဆုံးနိုင်ငံခြားကောင်ဆောင်ဖြစ်လာပါတယ်။အိန္ဒိယနိုင်ငံဟာစွမ်းအင်နဲ့ကာကွယ်ရေးနယ်ပယ်မှာသီးလင်္ကာနိုင်ငံနဲ့ဆက်ဆံရေးကိုခိုင်မာစေဖို့ကြိုးပမ်းနေတာပါ။ မိုးရီးယားနှစ်ရက်ကြာနိုင်ငံတော်လယ်ပတ်ခီးစဉ်တွင်အိန္ဒိယအစိုးရဟာဩဇာလွှမ်းမိုးနိုင်ရေးအတွက်တရုတ်နဲ့ရှင်ပြိုင်နေတဲ့ကျိုးနိုင်ငံသီးလင်္ကာမှာရင်းနှီးမြှုပ်နှံမှုတွေမြင့်တင်မှုကြိုးပမ်းနေပါတယ်ရှင်မန်စီးတီးတင်းဟာကွင်းလယ်လူကီဗင်ဒီဘရိုင်းအတွက်ရုပ်တူးထုတ်လုပ်ပြီးဂုဏ်ပြုသွားမယ်လို့သိရပါဗယ်ဘယ်ဂျီယံကွင်းလယ်ကစားသမားဟာမန်စီးတီးတင်းရဲ့အောင်မြင်ဆုံးခေတ်တစ်ခုမှာအဓိကနေရာကနေပါဝင်ခဲ့သူဖြစ်ပြီးအခုနှစ်ရာသီကုန်ဆုံးချိန်မှာအသင်းကနေထွက်ခွာတော့မှာပါ အသင်းမှာဆယ်နှစ်ကြာပေးဆက်ကစားခဲ့ပြီးအောင်မြင်မှုတွေရယူပေးခဲ့တဲ့ဒီဘရိုင်းကိုဂန်တွင်ကစားသမားတစ်ဦးဖြစ်မန်စီးတီးကသတ်မှတ်ပြီးရုပ်ထုတစ်ခု ထုလုပ်ကာဂုဏ်ပြုသွားဖို့ရှိနေတာပါဒီဘရိုင်းထွက်ခွာမဲ့တဲ့ရင်ကဝမ်းနည်းစရာဖြစ်ပြီးလက်ကျန်ချိန်တွေကိုပျော်ရွှင်သွားနဲ့ဖြတ်သန်းသွားမှာဖြစ်ကြောင်းနီပြ်ကွာဒီယိုလာကပြောပါရယ်။မန်စီးတီးတေဟာကစားသမားဟောင်းတွေဖြစ်ကြတဲ့ကုမ္ပဏီဒေးဗစ်ဆေးဘာနဲ့အဂွဲရိုတို့ကိုလည်းရုပ်ထုထုလုပ်ပြီးအီတီကတ်ဂွင်းထဲမှာဂုဏ်ပြုပြသထားပါရယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးပါအောင်မယ်ကျွန်မကတော့ဒီဂျူလိုင်းမှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်နကိုင်ပြိပခါရီနဲ့ စစ်ပွဲတွေကြာမှာရှင်သန်ရက်ဒီဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းခြင်းမှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ်တကယ်တမ်းပြောရရင်ဒီဟာကဘုံခုခြင်းတခုတက်ပို့ပါတယ် ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာပုံခုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံးခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ချင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်၆လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါ။ ပေါ်ကနေပလတ်စတစ်ဘိုးကာတန်ပြားပြင်ပြားခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လေမှာရေနှုတ်မြောင်တူးပေးပါစောက်ပုံစောက်နီးနဲ့သေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကျူအာကိုစကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းဖို့ဆိုဒီဗီဗီရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ ျွန်တော်တို့ရဲ့အပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငှားပေးတာများဖတ်ကြားခြင်းတော်တူ DVB အစီအစဉ်ပြန်လည်စတင်ဖို့အချိန်ကြာလာပါပြီဒီတော့မှလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမဲ့သူကတော့မမုံမုံပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမမုံမွေဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ဟုတ်ကဲ့ဒီတစ်ပတ်တော်တူ DVB အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်သူအားလုံးမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဒီတစ်ပတ်အစီအစဉ်အတွက် ပေးတာတွေထဲကမှာပထမဦးဆုံးတစ်ဆက်ပေးခြင်းတဲ့စာကတော့ဒုက္ခရောက်နေတဲ့လေသမားတွေအကြောင်းရေးပို့လာတဲ့ရန်ကုန်တိုင်းထန်းတမင်မြို့နယ်ကစာလီကိုဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော့တူ DVB တာဝန်ရှိသူများ